၉ပါးသီလတဲ့စောင့်တည်ကြတယ်မြန်မာလူမျိုးတွေဘုရားဘာသာဝင်၉ပါးသီလစောင့်တည်တာဟာစာပေကျမ်းဂန်မှာရှိသလားလို့ဆိုတဲ့အခါမှာခုနကနဝင်ခုပောဒထတုတ်ဆိုတာရှိတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားက၉ပါးသီလလို့မသုံးဘူးဘယ်လိုသုံးတုံဆိုရင်အင်္ဂါ၉ပါးနဲ့ပြည့်စုံသောဥပုပ်လို့ဒါတော့ပဲပြောတာဟုတ် သို့သောအလွဲခေါ်လိုက်တဲ့အခါမှာရှစ်ပန်းသီလနဲ့တွဲပြီးတော့ရှစ်ပန်းသီလကိုရည်ညွှန်းပြီးတော့ခေါ်တာမျိုးလိုပဲကိုးပန်းသီလလို့အယောအလွဲခေါ်လိုက်တယ်အဲ့ဒါလို့အလွဲခေါ်တဲ့အခါမှာနားလဲရမှာသီလကတော့ရှစ်ပါးပဲမေတ္တာဘာဝနာထပ်ပိုးထားလို့ကိုးပါးဖြစ်တယ်လို့ဒီလိုနားလဲရအောင်အဲ့တော့မေတ္တာဘာဝနာဟာသီလမဟုတ်ဘူးဘာဝနာဘာဝနာဖြစ်သည့်အတွက်ကြောင့် စိတ်ထဲမှာဖြစ်နေမှကုသိုလ်ရမယ်မဖြစ်ဘူးဆိုလို့ရှင်စောက်တိထားရုံနဲ့ကတော့ကုသိုလ်မရဘူးဒါကိုသိဖို့လိုတာပေါ့နော်စောက်တိထားရုံနဲ့တော့ကုသိုလ်မရဘူးအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကနဝင်ခုပောတထနဝင်ကဥပောတထသုတ်နဝင်ကဆိုတာအင်္ဂါ၉ပါးရှိတဲ့ဥပောတထဥပုတ် အဲ့တော့အဲ့ဒီတုတ်တံမှာဒီဥပောတထဆိုတဲ့စကလုံးလေးကနေပြီးမြန်မာကဥပုတ်လို့ခေါ်လိုက်တာအဲ့တော့ဥပုတ်ဆိုတာဥပောတထရဲ့အထိပ္ပယ်ကဥပုတ်လို့ခေါ်ရတဲ့ဥပောတထရဲ့အထိပ္ပယ်ကဘာရုံလို့ဆိုတဲ့အခါကိုချင်းတရားနဲ့ပြည့်စုံစွာနေထိုင်ခြင်းလို့ဒီလိုအထိပ္ပယ်ရတယ်။တာမန်နေတာမဟုတ်ဘူး ကိုချင်းတရားတစ်ခုဆောက်ရှောက်ပြီးတော့နေလူတွေကအဋိဌံလေးတစ်ခုနဲ့နေကြသလိုပေါ့ဆိုပါစို့အနာရိပတ္တကရှောင်မမယ်အရိဏဒနာရှောင်မမယ်အပြမစရိယကရှောင်ခြင်းမမယ်ဆိုပြီးတော့ဒီလိုကိုယ်စိတ်ထဲမှာဘောင်းတောင်းလောက်တာဟုတ်ဒီတာမီနေရှင်းစိတ်ထဲမှာအဋိဌံထားပြီးတော့ ဒါတွေဒါတွေကရှောင်မယ်လို့ကိုရှောင်မဲ့အချက်လက်တွေကိုဒီအချက်ဒီအချက်တွေကိုငါမကျွလွန်မှုအလုံးရှောင်မယ်လို့ဆိုပြီးတော့စောက်တည်ထားတာအဲ့ဒါလို့စောက်တည်ထားတဲ့ကိုချင်းတရားနဲ့မချိုးမဖောက်ပဲနဲ့ဒီစည်းကမ်းချက်အတိုင်းအတိုင်းတာတစ်ခုရချင်းသုံးနေထိုင်တာအချိန်ကန့်တတ်နဲ့ဖြစ်စီ ြည့်သုံးနေထိုင်ကြတယ်။အဲတော့ဥပုသီလဆိုတာဆောင်းဆောင်းသုံးယုံဆောင်းသုံးနဲ့ဆောင်းသုံးယုံထုံတန်းဆင်လာရဆိုလို့ရှိရင်ဒီကနေ့နတ်နေ့ပိုင်းမှာဥပုသီလယူထားပြီးတဲ့အခါမှာနောက်ရက်ချက်မှာဒီဥပုသီလပြီးဆုံးတယ်။ရှင်းတော့ဆိုလို့ရှိရင်တော့ရသော်ဗျာလက်ထက်ကအကျိုးပုံနဲ့ကွာစောင့်နေဆိုတော့အဖိတ်နေလို့နေကနေသီလာသွားပြီးတော့ယူတယ် အဖေနေ့တနေ့လုံးနဲ့သီလဆောက်တည်တယ်။ဥပုနေ့တနေ့လုံးနဲ့သီလဆောက်တည်တယ်။အဖေဥပုပြီးတဲ့နောက်တည့်ရက်လည်းပဲသီလဆောက်တည်တယ်။ဆိုလိုတာကအကျိုးရက်ရဲ့အပူရက်ရဲ့အဓိကရက်ရဲ့လို့သုံးရက်သုံးရက်သီလဆောက်တည်ပြီးတော့အဲ့ဒါလို့ကျင့်သုံးနေရှိကြတယ်။ဒါဥပုသီလ။ခဏခင်မှာတော့ဘာတွေဖြစ်လာတယ်လို့ဆိုရင်မနေ့ဥပုယူ ညနေကျတော့အိမ်ပြန်ထမင်းစားဖို့၅ပါးတိလာယူပြီးအိမ်ပြန်ညနေထမင်းစားတယ်အဲ့တော့ဝိကာလဘောဇနာလွယ်တယ်လေနော်ညနေကျတော့တိလာချလိုက်တာချော်စည်းတွေနဲ့စောင့်ကြတာများတခါတခါကျတော့တထိုင်ဆိုပြီးတော့ဥပုသ်စောင့်တာရှိသေးတယ်အဲ့တော့ဒီလိုလှုပ်တာဟာတကယ်တော့လေကုသိုလ်ကောင်းမှုလှုပ်တာကိုချော်စည်းတွေပေးလွန်အကြည့်လို့ လုံးဒီအတွက်ကြောင့်ကောင်းကျိုးချမ်းသာရဖို့ဆိုတာအမှန်တမ်းမှနဲတော်မှာပဲနဲတော်မှာပဲအောက်ထစ်ဆုံး24နှစ်ကြီးဥပ္ပဒိလာဆိုတာစောင့်မှာပိုအသေးပဲရှိတီယိုနိုင်ငံမှာဘုန်းကြီးတို့သွားတော့ကလာပြီနေလာပြီနေမှာဥပ္ပဆောင်နေရှေ့ရနေဆိုတာမရှိဘူးသူတို့မှာလာပြီနေဥပ္ပဆောင်တဲ့အခါမှာ မနေ့ကြောင်းလာပြီးတော့ဥပုယူတယ်တနေ့ကုန်နေတယ်ညနေကျတော့သီလာလေးချပြီးအိမ်ပြန်ညအဲ့လိုဖြစ်နေပြီမြန်မာပြည်မှာလည်းတချို့နေရာလေးတွေအဲ့လိုလုပ်နေတယ်ဆိုတာသိရတယ်ပေါ့နော်ဥပုကိုပြည်ပြည်ဝဝမဆောင်တော့နေဝက်ဥပုဖြစ်သွားလျှော့လာတာလျှော့လာတာနောက်ကျရင်တဏှာကြီးဥပုတို့တထိုင်ဥပုတို့ဖြစ်လာလိမ့်မယ်နောက်ကျ စားဖို့ရဲ့ရှိအောင်စားဖို့ရဲ့ရှိအောင်စားရလို့ဖြစ်အဲ့တော့အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်ဒီကုသကောင်းမှုရဖို့ဆိုတာအဲ့ဓမ္မရောနေသွားတဲ့အတိပ္ပယ်မျိုးတွေဖြစ်လာနိုင်တယ်တကယ်တော့ဥပုသ်ဆောင်တယ်ဆိုတာတရက်တာဆောင်ဖို့လိုအပ်တယ်ပေါ့ဘာလို့လို့ဆိုစာထဲမှာမြတ်စွာဘုရားကဣမင်္စရတ္တိဣမင်္စဓိဝတ္တ ီကနေ့ညဒီကနေ့တရက်ဟောနေ့နဲ့ညတရက်တာဆောင်းဆောင်းထားကိုဆိုလို့တယ်အဲ့တော့ဥပုပ်ဆိုတာခုလိုကိုချင်းတရားနဲ့ရှင်းသုံးနေထိုင်တာကိုဥပုပ်ဆောင်တယ်လို့ဒီလိုပြောတော့မြတ်စွာဘုရားစကားနဲ့ဒီတုတ်တန်ကိုဖျားဟောတဲ့အတိုင်းရသဗျာစကားကိုဘာသာပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှင်။မူရင်းပါဠိက နဝဟိဘိခဝေအင်္ဂေဟိတမနာကတောဥပောတောဥပဝေါထောချက်သားယဟန်တို့အင်္ဂါ၉ပါးနှင့်ပြည့်စုံတဲ့ကိုယ်တိုင်ကျင့်သုံးဆောင်တည်ရတဲ့ဥပုတ်တိလာဟာတဲ့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုတ်ဟာကျင့်သုံးဆောင်တည်မယ်ဆိုလို့ရှိရင်မဟာဘလောဟောတိမဟာနိတံတော် လက်တွေ့ရတဲ့အကျိုးကလည်းအမတန်မှကြီးတယ်ဆက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကလည်းအမတန်မှကြီးပါတယ်များပြားတယ်လို့ဒီလိုဆိုလို့တိုက်ရိုက်ရတဲ့အကျိုးဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးတွေဟာအလုံးကြီးပါတယ်လို့ဒီလိုများစွာဘုရားဟောတယ်နောက်တစ်ခုမဟာသုတိကဥပုပ်ရဲ့ ီကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာဟိုမိန်ပြပြမဟုတ်ဘူးတကယ့်ကိုအရှိန်အဝါကြီးမားတယ်လို့ဒီလိုပြောတာဥပုသ္တိလာကြောင့်ရလာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးရဲ့အကျိုးပေးတဲ့အခါမှာနော်မထိမရောက်မိန်မိန်အကျိုးပေးတာမျိုးမဟုတ်ဘူးတဲ့အယောင်အဝါနဲ့တင်းအောင်တင်းတယ်ပေါ့နော်အရှိန်အဝါနဲ့အကျိုးပေးတယ် မဟာဝိဖာရောအကျိုးကလည်းပဲအမတန်မှကြည်ကြည်ပြန့်ပြန့်ရှိတယ်လို့ဟောဒီဒီအင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုပ်ကိုစောင့်မယ်ဆိုလို့ရှိရင်အခုလိုလက်တွေ့ရတဲ့အကျိုးဆက်သွယ်လာတဲ့အကျိုးနော်ဒီအကျိုးတွေဟာအမတန်မှကြီးမားတယ်အရှိန်ဝါးတွေအမတန်မှကြီးမားတယ်သူ့ရဲ့ကြည်ပြန့်မှု ျိုးတက်ရောက်မှုတွေကလည်းအလွန်ကြီးမားတယ်လို့စနစ်တကျဆောင်းသုံးမယ်ဆိုလို့ရှိရင်ဒီဥပုသီလရဲ့အကျိုးတွေဟာအမှန်တမ်းကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်။ဟောပြီးတဲ့အခါမှာစနစ်တကျဘယ်လိုဆောင်းอ่ะတာမန်ကြောင်းတော်ပြီးတော့ပဏာတိဘတ္တဝေရမဏိသိခဗရန်တမာရိယာမိလို့ဒီလိုလေးတွေဆောက်တည်ပြီးတော့တနေ့ကုန်ပြောကြင်ရာတွေပြောနော်ဥပုသေစားစရာကစားကောင်းတော့ဖွယ်ရီစားလို့ အပေါင်းအသင်းနေနဲ့ပြောပြီးတော့သို့မဟုတ်တနေကုန်အိပ်ပြီးသွားမယ်ဆိုရင်ဒီဥပုဘ္ဗကတော့အကျိုးရှိမှာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုအိပ်နေတဲ့ဥပုဘ္ဗကနိုးထနေတဲ့ဥပုဘ္ဗမှာမဟုတ်တာ။အိပ်နေရင်ဘာမှတော့ရမှာမဟုတ်ဘူး။ကောင်းပြီမဟာဖလကြီးမားတဲ့အကျိုးဖြစ်ဖို့ရအတွက်စနစ်တကျဘယ်လိုလုပ်ရမလဲဆိုတော့အတ္တမစနစ်ကြ။မြတ်စွာဘုရားက ဥပုသီလာစောင့်တည်ပြီးလို့ရှိရင်တဲ့မြင့်မြတ်ဖြူစင်တဲ့ဘုရားရဲ့တပည့်တာဝကတူဟာအလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ကိုယ့်ရဲ့သီလကိုစောင့်တည်ထားတဲ့သီလနဲ့ပတ်သက်ပြီးအလေးနဲ့ထားအမတ်တမဲမနေနဲ့လို့ဒီလိုပြောတာเนาะသီလကိုစိတ်နဲ့စိတ်ကိုသီလနဲ့ထုံမွှန်းပေးရမယ်လို့ဆိုလိုတယ်မထုံမွှန်းရင် ဆောက်တည်ထားတော့ကကုသိုလ်လေးပဲရမယ်ကျန်နာရမှာမဟုတ်ဘူးပဲအဲ့တော့ဘလို့စဉ်းစားရမလဲဘလို့စင်ញင်ရမလဲအလေးနဲ့စင်ញင်ရမလဲလို့ဆိုလို့ရှိရင်ယန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံတရဝါရီအသက်ကိုတတ်ချင်းမှရှောင်ကြဉ်ကြတယ်စဉ်းစားစဉ်းစားအလိုယန္တာပုဂ္ဂိုလ်တွေဟာပါဏတိပန္တသူများအသက်တပ်ဖြတ်ကျွလွန်ခြင်းမှာ ရာသက်ပံရှောင်ကျင်တော်မူကြတယ်ရှောင်ကျင်ရုံနဲ့မကဘူးတရဝါတွေကိုတတ်ဖြတ်ဖို့ဆိုတဲ့ထုတ်ထားလက်နဲ့ဘယ်တော့မှမထားဘူးနိဟိတဒံတော်နိဟိတတတ်တော်တဲ့သူများကိုညှင်းဆဲတတ်ဖြတ်ဖို့ဆိုတဲ့လက်နဲ့သူတို့စီမှာဘယ်တော့မှမရှိဘူးတဲ့ ရှိုံနေမကဘူးလစ်စီဒီလိုသူများတတ်ဖြတ်ကျွလွန်ញင်းလို့ဆိုရယ်ပါဏာတိပါတာအလုတ်ရှက်တယ်တဲ့ဘယ်တော့မှမလုတ်ဘူးအမြဲတမ်းရှက်တယ်တရားပဏတတ္တဝါတွေတတ်ဖို့နေနေတာတတ္တဝါတွေပေါ်မှာအမြဲတမ်းတနာကျင်နာမှုတွေနဲ့ပြည်ပြဝရှိတယ် တဗ္ဗပါဏဘုဒ္ဓဟိတနုကံပြီတတ္တဝါတွေရဲ့အာလုံအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့အမြဲတမ်းနေထိုင်နေတယ်ငါလည်းပဲဒီကနေ့ယန္တာပုဂ္ဂိုလ်တွေကိုအတုယူပြီးတော့လိုင်းနာရှင်းသုံးရပါပြီဒီကနေ့ဥပ္ပဆောင်သုံးញင်ကိစ္စဟာလဲအောင်းအောင်းမြင်းမြင်းဖြစ်ပြီလို့စိတ်ထဲမှာတွေးပြီးတော့ဝမ်းသာအောင် မပြတ်ဆင်ញင်ပေးဖို့လိုအပ်တယ်။ကဲဥပုသ်ဆောင်ပြီးတော့ဒါရီမတွေးဘဲနဲ့နေလို့ရှိရင်ဒီကုသိုလ်ဟာဘလို့ဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်။စနစ်ကမြတ်စွာဘုရားကဥပုသ်ဆောင်ပြီးရင်ဒါကိုဆင်ញင်ရမယ်လို့ပြောထားတာကြည့်။အဲဥပုသ်ဆောင်ပြီးတော့အာနာပါနလုံနေတာတော့မရှိဘူးလားဆိုရှိကောင်းရှိနိုင်တာပေါ့။သို့သောဥပုသ်ဆောင်ပြီးရင်ဥပုသ်ကိုခုလိုဆင်ញင်တာဟာပို့ပြီးတော့တဘာဝကြတယ်။ ကိုလှုပ်တဲ့အလုပ်တစ်ခုပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတဲ့သဘောဒီလိုဆင်ញင်ပေးရမယ်ဒီအချက်မှာစဉ်းစားကြည့်ပါဏာတိပါဒကရှောင်းနေဆိုတဲ့နေရာမှာရှောင်းယုံနဲ့ပြီးသလားလို့ဆိုရှောင်းယုံနဲ့မပြီးဘူးတမန်ရှောင်းနေဆိုတဲ့ကိစ္စအပြင်ဘာလို့အတုံလို့ဆိုတော့ရစ္စည်းဒီအလုပ်ကို ဘယ်တော့မှမလုပ်ဘူးရှက်တယ်။ပါဏာတိပါဒနဲ့လွယ်လွယ်မလုပ်ဖြစ်အောင်ဘာလုပ်မေတ္တာပွားနေတယ်။ဟောမေတ္တာထားနေတယ်ဆိုရင်အကျင့်နာတရားတွေထားတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်ဘယ်တ attva ကိုမှတပ်ဖြစ်မှာမဟုတ်တော့ဒါကြောင့်မို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ရှောင်းရံနဲ့ဆောင်းရံဆိုတာနှစ်ခုရှိတယ် တပ်ဖြတ်ခြင်းကရှောင်းဆောင်ရမှာကမေတ္တာပွားဟောပါဏာတိပါဏာမလုံရမှာနဲ့လုံရမှာမလုံရမှာကတပ်ဖြတ်ခြင်းကိုမလုံရဘူးလုံရမှာကတနာခြင်းတို့မေတ္တာထားခြင်းတို့လုံရမယ်ဒီလိုဆိုလို့တာเนาะအဲ့တော့တမန်လေးမအောင်မိတ်လေးနဲ့ငါးပါးတိလဆောက်တည်တဲ့အခါမှာလဲတမန်လေးမအောင်မိတ်နေပါဏာတိပါဏာကရှောင်းနေဆိုတာဆောက်တည် ရှောင်ရွံ့နေမဟုတ်ဘူးဒီလုပ်ပေါ်မှာရှက်တယ်ဘယ်တော့မှမကျွလွန်ဘူးဟောဒီလိုသွားရမယ်အဲ့ဒီတိုင်းပဲစဉ္ညင်စဉ်းစားပါတဲ့စဉ္ညင်စဉ်းစားလိုက်လို့စိတ်ထဲမှာကျေနပ်နှစ်သက်เสียဝမ်းသာเสียပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီလိုတွေးတောစဉ္ညင်သုံးသက်ပြီးဆောင်းထင်းနဲ့ဥပုပ်တိလာကမှအခုပြောတဲ့ကြီးမားတဲ့ လက်တွေ့အကျိုးတရားတွေရရှိလာတဲ့အကျိုးဆက်တွေအရှိန်အဝါကြီးကျယ်မှုတွေအရှိန်အဝါကျယ်ပြန့်မှုတွေဆိုတာရမှာတဲ့တာမန်နဲ့တော့မရဘူးတဲ့ကဲဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်နေကြောင်းသွားပြီးဥပုဘ္နေတော်ဥပုဘ္ဆောင်ပါရဲ့အခုလိုတခါမှလည်းမတွေ့ဘူးဥပုဘ္လေးဆောက်တည်ပြီးတော့ထွေရလေးပါးစကားတွေပြော အချိန်ကိုနောက်တရက်ကျတော့ဥပုပ်လေးခြာပြန်လာတယ်ဆိုလို့ရှိရင်ဘာမှသိရလာမှာမဟုတ်ဘူးပေါ့စောက်တည်တဲ့အချိန်ကရတဲ့ကုသိုလ်လေးတော့ပဲဒီလိုပဲနေရမှာအဲ့တော့ဘာပြောတော့ဆိုတော့ဒါမလောက်တတ်လို့မရတာလို့ပြောမှာပဲเนาะစနစ်ကျစနစ်ကျဖို့လိုအပ်တယ်သီလစောက်တည်တယ်ဆိုတာလေစနစ်တကျစောက်တည်ဖို့ဒါအခြေခံကစပြီးတော့ ဘယ်လုတ်လုတ်လုတ်စနစ်တကျလုတ်တယ်နောက်ဆုံးမှအယောင်းဝယ်လုတ်တာတောင်းစနစ်တကျကော်ဖီဖြော်တာနော်လက်ဖက်ရည်ဖြော်တာအစစနစ်တကျကြော်တာလှော်တာအစစနစ်တကျဆိုသူကသူရှိတယ်လေဘယ်ဟာဖြစ်ဖြစ်စနစ်မကျဘူးဆိုရင်ဖြစ်ပေါ်လာတဲ့ရစအကောင်းပဲရမလဲထို့တူပဲဆင်ញင်စဉ်းစားပါအဋ္ဌိဏဒါနာ စဉ်းကျင်စဉ်းစားဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေဟာသူများပစ္စည်းဘယ်တော့မှမယူဘူးအမတန်တန်သင်ရှင်းစဉ်းကျက်တန်ရှင်းကြတယ်ငါလည်းဒီကနေ့ဒီကနေ့ညယဟန္တာပုဂ္ဂိုလ်တွေကိုအတူယူပြီးတော့ဟောအရိဏရဏကရှောင်ကျင်ရတယ်ယဟန္တာတွေကိုအတူယူပြီးတော့လိုက်နာကျင့်သုံးရတယ်ဥပုသ်ဆောင်ခြင်းကိစ္စလည်းပဲငါမှပြီးသွားတယ်။အော်ဝန္တာစရာကောင်းလိုက်တာလို့စိတ်ထဲမှာဆင်ញင်ဆင်ញင် တခါပြီတခါထဆင်ញင်နော်တီလာတွေပါဏာတိပါဒဆင်ញင်လိုက်အရိဏဒါနဆင်ញင်လိုက်ပြီးတော့အပြမစရိယဆင်ញင်လိုက်မုဒဝါဒဆင်ញင်လိုက်မုဒဝါရဆိုတာလိမ်မပြောနဲ့ဆိုမပြောပဲပါဇာကြီးပိတ်နေရမှာမဟုတ်ဘူးလိမ်မပြောနဲ့မှန်တာပြောဟောမလို့ရမှာနဲ့လောက်ရမှာတွဲထားတာเนาะလိမ်မပြောနဲ့မှန်တာကိုပြောရမယ်မှန်တာပြောမှ ကောင်းတဲ့တမ္မာဝါစာဖြစ်မှာပေါ့ ဟောနောက်တစ်ခါသူရမေရယယန္တာပုဂ္ဂိုလ်တွေကသူရမေရယရှောင်ကျင်နေငါလည်းရှောင်ကျင်ရပြီလို့စိတ်ထဲမှာဒီလိုဝန္တာချီနူးမှုဖြစ်အောင်တွေးဝိကာလဘောဇနာအော်ယန္တာရှင်မြတ်တွေကဘယ်တော့မှနေလွဲညစာမစားဘူးဒီကနေ့ငါလည်းပဲနေလွဲညစာစားခြင်းမှရှောင်ကျင်ရတယ်ယန္တာတွေခြင်းနဲ့အကျင့်ကိုငါလိုက်ပြီးတော့ကျင့်ရပဲဥပုပ်လည်းပဲငါမှစောင့်ပြီးသားဖြစ်တယ်လို့ ဒီလိုจิตนุวันตาတဲ့စိတ်ဆင်ញင်သုံးတပ်ပြီးတော့ကိုယ့်ဘာကိုအကျိုးတရားကိုဆင်ញင်သုံးတပ်ရဟနာတွေနဲ့နှိုင်းရှင်ပြီးတော့ကိုယ်စိတ်အားတွေကိုတိုးမြင့်ပေးပြီးတော့စောင့်ရှောက်အောင်စောင့်အောင်မယ်တဲ့ဓမ္မဥပုသ်ဆောင်တဲ့အကျိုးဟာရမှာเนาะတမ္မာလေးစောင့်လို့ကတော့ဒီလိုရမှာမဟုတ်ဘာဖြစ်လို့မလုတ်တတ်တဲ့လူအလုတ်လုတ်တယ်လို့ပဲ စဘာမဆိုင်တတ်တဲ့လူဆိုင်ရင်ရမှာမဟုတ်ဘူးစိုက်တတ်ပြိုတတ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ရင်ပိုးရမှာပဲအဲ့တော့ဘယ်လုတ်ဖယ်လုတ်ဖို့ကိုကျွမ်းကျင်မှုလိုအပ်တယ်နိစ္စဂိတဝါရိတဘာလာကဏဒါတွေလည်းဒီတိုင်းဥစ္စာသေနမာသေနယဟနာတွေဆင်ញင်သုံးသပ်ပြီးတော့ကိုလည်းဒီကနေ့ယဟနာတွေကျင့်တဲ့အကျင့်ကျင့်ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ရအောင် ဲ့ဒါလို့ကိုချင်းသီလတွေကိုတစ်ခုစီတစ်ခုစီဆင်ញင်သုံးသပ်ပြီးတော့စောင့်ရမယ်လို့ပြီးတဲ့အခါကျတော့အင်္ဂါ၉ပါးပြည့်ဖို့ရအတွက်ဘာလုပ်ရလဲမေတ္တာသဟာကတိနာစေမေတ္တာပွားပြီးတော့နေရအဲ့တော့မေတ္တာပွားတယ်လို့ဆိုတာဘာဝနာလုပ်ငန်းသူက ်ခိတ္တပွားတယ်ဆိုတော့မေတ္တာရဲ့အာယုံကဘာတူလဲဆိုရင်တတ္တဝါပဲတတ္တဝါဆိုတာအကန့်အသတ်ရှိသလားလို့ဆိုတော့မေတ္တာမှာအကန့်အသတ်မရှိဘူးဒါကြောင့်မို့အပ္ပမညာလို့ခေါ်တယ်ဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုယ်နဲ့တဲ့တဲ့လူဖြစ်ဖြစ်မတဲ့တဲ့လူချစ်တဲ့လူဖြစ်ဖြစ်မုန်းတဲ့လူပဲဖြစ်ဖြစ်မချစ်မမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်သူ့ကိုမှအကန့်အသတ်မထားပဲနဲ့ တရားအားလုံးချမ်းမှချမ်းသာကြစေပါစေဆိုတဲ့စိတ်ဓာတ်အားလုံးပေါ်မှာကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်ဓာတ်မျိုးဖြစ်နေအောင်လုပ်ပေးရမယ်လို့ဒီလိုပြောတာเนาะအဲ့ဒီလိုမေတ္တာဘာဝနာပွားတဲ့အခါမှာတမ္မံပွားပုံပွားနည်းကတစ်မျိုးတမထချင်းစဉ်တစ်ခုကိုချင့်ပြီးတော့ဆံရအောင်ပွားတာမျိုးကြတော့ ုဂ္ဂိုလ်တူဦးတယောက်ကိုအာယုံစိုက်ပြီးတော့ခံပါထိုပုဂ္ဂိုလ်ရဲ့အပေါ်မှာနော်မေတ္တာစိတ်တွေမပြတ်ဖြစ်အောင်ကြိုးစားအောင်အဲ့ဒီလိုလှုပ်ပြီးဆိုတဲ့အခါမှာဒါဩဓိတမေတ္တာလို့ခေါ်တယ်ရှင်ညွှန်းပြီးတော့ပွားတယ်ဆိုတဲ့အခါမှာတတိထားเสียအချက်ကဘာလို့ဆိုရင်အမျိုးသားဆိုရင်အမျိုးသားချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွား အမျိုးသမီးဆိုရင်အမျိုးသမီးချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွားတာအမျိုးသားနဲ့အမျိုးသမီးလိမ့်မတူတာကိုသွားပွားလို့ရှိရင်မေတ္တာနဲ့ကပ်နေတဲ့တရားကဘာတော့ဆိုတဏှာရာခမေတ္တာဆိုတာလဲအကျိုးစီးပွားကိုလိုလားတဲ့ချစ်ခင်တယ်တဏှာကလည်းချစ်ခင်တယ်တွေ့တာတယ်ဆိုတော့မေတ္တာမဖြစ်ဖဲနဲ့တဏှာဖြစ်သွားတာတဲ့ဒါကြောင့်မို့လို့တူဦးတယောက်ကိုမေတ္တာ ာယုံဆက်ပြီးတော့ပွားတော့မယ်ဆိုလို့ရှိရင်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့အခါမှာမိမိနဲ့လိန်တူတဲ့ပုဂ္ဂိုလ်ချစ်ခင်တဲ့ပုဂ္ဂိုလ်ပွားမယ်အဲ့ဒီပုံမှာအခြေဆိုင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့မေတ္တာအခြေခိုင်းလာပြီဆိုတဲ့အခါတတ္တဝါအလုံးပေါ်မှာဖြန့်ကျက်ပြီးတော့ပွားနိုင်အောင်ကြိုးစားရမယ်ပွားတဲ့အခါမှာအယမျက်နာတွေနဲ့ပွားလို့ရတယ် ငါရဲ့အရှိမျက်နာမှာရှိတဲ့တ ত্ত্ব ဝါတွေအားလုံးချမ်းသာကြပါစေ။ငါရဲ့လက်ရဘက်မှာရှိတဲ့တ ত্ত্ব ဝါတွေလက်ဝဲဘက်မှာရှိတဲ့တ ত্ত্ব ဝါတွေနောက်မှာရှိတဲ့တ ত্ত্ব ဝါတွေငါရဲ့အထက်ပိုင်းမှာရှိတဲ့အထက်ဘက်မှာရှိတဲ့တ ত্ত্ব ဝါတွေငါရဲ့အောက်ပိုင်းမှာရှိတဲ့တ ত্ত্ব ဝါတွေလို့ဆို။ငါနဲ့တဲ့တဲ့ဘ ਹੁ ရမှာရှိတဲ့တ ত্ত্ব ဝါတွေလို့။ဟောတ ত্ত্ব ဝါတွေအားလုံးနော်တ ত্ত্ব ဝါအားလုံးပါဝင်ပြီးတော့ ခဘာကြီးတစ်ခုလုံးစัจ java လာကြီးတစ်ခုလုံးမှာရှိတယ်။တက်ရှိတတ္တဝါတွေပေါ်မှာအာလုံးဖြန့်ကျက်ပြီးတော့မေတ္တာပွားနိုင်မှု။အဲ့ဒါလို့မေတ္တာဘာဝနာပွားပြီးနေပြီဆိုမှအင်္ဂါ၉ပါးနဲ့ပြည့်စုံသောဥပုသ္တိလာဆိုတာဖြစ်မှာနော်။ဘုန်းကြီးတွေကချပေးလိုက်တဲ့မေတ္တာသာဟဂတိနစေတ္တသာသဗ္ဗပါဏဗုဒ္ဓေတုပြိတ္တဝဝိဟရဏံတမာတိယမိလောက်လေးတွင်ယတ်ထားရင်တော့ မေတ္တာဘာဝနာတစ်ခုမှဖြစ်မှာမဟုတ်ဘူးเนาะအေးကိုဘသီလတော့သောက်တိပါရဲ့ကိုဘမရဘူးဖြစ်တတ်တယ်။ဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌာပောင်းတို့ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာဘာသာရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာအမှန်သိပြီးတော့စနစ်တကျဒါနကောင်းမှုလုပ်တာပဲဖြစ်စေသီလသောက်တိတာပဲဖြစ်စေဘာဝနာပွားများအထောက်တာပဲဖြစ်စေ အမှန်သိပြီးတော့စနစ်တကျလုံတတ်ဖို့အမှန်တမ်းအရေးကြီးပါတယ်။ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ဒါနကုသိုလ်လုပ်ပြီးတော့ဘာဝနာဖြစ်အောင်လုပ်လို့ရတယ်။သီလဆောက်တည်ပြီးတော့လည်းဘာဝနာဖြစ်အောင်လုပ်လို့ရတယ်။ဘာဝနာကိုအခြေခံပြီးတော့လည်းဘာဝနာဖြစ်အောင်လုပ်လို့ရတယ်။သီလဆိုတာဟာဘာဝနာဖြစ်ဖို့ရာအတွက်အရေးပါတဲ့နေရာကရှိတယ် ဘာဖြစ်လို့တီလာကဘာဝနာအတွက်အရေးပါတာတော့လို့ဆိုတီလာစောင့်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပြစ်ကင်းနေတယ်အပြစ်ကင်းနေသည့်အတွက်ကြောင့်ဘယ်ခါတတိယတတိယစိတ်ချမ်းသာမှုနှလုံးသားရမှုတွေဖြစ်တယ်စိတ်ချမ်းသာပြီးနှလုံးသားရတဲ့နှလုံးထဲမှာစိတ်နှလုံးထဲမှာနောက်ကျုစရာဘာမှမရှိဘူးစိတ်ဆင်းရဲစရာမတွေ့ဘူးဆိုရင်ဝမ်းမြောက်တယ်ဝမ်းမြောက်တာကိုပမောစား ဝမ်းမြောက်မှုဖြစ်ရင်ပီတိဆိုတဲ့နှစ်သက်မှုဖြစ်တယ်ပီတိဖြစ်လာလို့ရှင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုဖြစ်တယ်ကိုယ်စိတ်ငြိမ်းချမ်းပြီဆိုရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရချမ်းသာပြီဆိုရင်လူရဲ့စိတ်ကလေးဟာတည်ငြိမ်လာတဲ့တမာတိဒီအတွက်သီလကိုဆောက်တည်ရတာနော်သီလကနေစင့်တက်ပြီးတော့အဝေပတိတာရတဲ့စိတ်နှလုံးကြီးတယ်နော် နှလုံးမသာမယားမဖြစ်ဘူးပါမောက်စားဝမ်းမြောက်တယ်ပီတိနှစ်သက်တယ်ပတ္တတိငြိမ်းချမ်းတယ်ဒုက္ခချမ်းသာတမာတိတည်ငြိမ်တယ်တည်ကြည်ပြီဆိုတဲ့တမာတိရှိပြီဆိုမှယထာဘူတညာတသနအဖြစ်မှန်ကိုသိတယ်မြင်တယ်ဆိုတဲ့ဉာဏ်ဖြစ်လာတာဒါကြောင့်မို့တိလာကိုအခြေခံပြီးတော့လုပ်ရှိပါတိလားသောတိသောတိကိုဝါတိလားသောတိသောတိဥပုသ်ဆောင်သုံးနေဆိုတဲ့ဟာ ကာယကံစင်ကြယ်မှုပစီကံစင်ကြယ်မှုအပြင်မနောကံစင်ကြယ်မှုဆိုတဲ့ဘာဝနာတစ်ခုတွဲဖက်ပြီးတော့စောက်တီခြင်းသုံးတက်ဖို့ရသော်ပြားကညွန်ကြားဆုံးမတာဖြစ်ပါတယ်။အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိသတ်တို့ကိုဝသီလကိုဝသီလခံယူစောက်တီကြတဲ့အခါမှာစောက်တီထားယုံနဲ့ကိုဝမဖြစ်နိုင်ဘူးဆိုတာကိုတတိထအမှတ်ထားပြီးတော့မိမိတို့တဏ္ဍာမှာကိုပါဖြစ်အောင် ေတ္တာဘာဝနာပွား၏ဖြစ်စေကရုဏာနဲ့ဘာဝနာပွား၏ဖြစ်စေမုရိတာဘာဝနာပွား၏ဖြစ်စေဥပိ္ပခဘာဝနာပွား၏ဖြစ်စေဘုရားနုဒတိစသည်တစ်ခုခုပွား၏ဖြစ်စေဘာဝနာနဲ့ထုံမွှန်းပြီးတော့ထာမကုသီလကိုဆင်ញင်၍ဖြစ်စေထုံမွှန်းထာမရှစ်ပန်းသီလနဲ့တုတ်တက်ပြီးတော့ကိုဝသီလဖြစ်မယ်ဆောင်သုံးတဲ့ဥပုသ္တိလာဟာလည်းအဝိတ္တမမြင့်မြတ်တဲ့အကျိုးပြည့်ပြည့်ဝဝရရှိနိုင်မယ်လို့ ကိုစီကိုစီသဘောကျပြီးတော့စနစ်တကျဘာသာရေးမှာလိုက်နာချက်သွဲရတဲ့ကိစ္စတွေမှာစနစ်တကျနားလည်ပြီးတော့စနစ်တကျလုတ်ကင်ဆောင်ရွက်ခြင်းဖြင့်ပြည့်ဝသော အကျိုးတရားများကိုရရှိအောင် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း